သည်ယဟန်ခံပွဲ၌ယဟန်သစ်တိမ်မှဆင်းကြလာသောအခါ၌၎င်းဆရာတော်ကြီးများကိုပူဇော်ပွဲပြုလုပ်ကြရ၌တို့၌၎င်းယဟန်တက္ကတော်များကြွရလန်း၌မိမိတို့၏သဘင်ရှင်တန်ဇေယျအတွက်ဖြစ်စဉ်သူရွေကြတဲ့တမျိုးပဲနော်သဘင်အားကောင်းအောင်လို့ဆရာတော်တွေကိုလင်းခိုင်းတာနော်မိမိအမျက်တနိုးပြုပြင်ဆောင်ရှားခဲ့သောသဘင်ဖြင့်အမျက်ဆုံးပူဇော်မြည်ဟုသောရွေချက်ဖြင့်ဖြစ်စေမိမိတို့၏သဘင်ကိုဖြေချကာဖြန့်ခင်းလျက်ထားလိမ့်ရှိဒါတော်တော်ရှိကြတော့ ခေစားခဲ့ဘူးတယ်အဲ့ဒါမျိုးနော်ဆရာတော်ကြီးကြွားလိုက်ရင်လမ်းမှာသမင်းကြီးတွေဖြန့်ခင်းထားတာသူသမင်းကိုရဟန်းတော်တို့အနေဖြင့်နင်းမိလျင်အပြစ်အပယ်သိအောင်နိုင်တော့ကြောင့်အမျိုးသမီးများသည်မိမိတို့၏သမင်းတို့ကိုဖြန့်ခင်းမပူဇော်သင့်ကြစေဒါကြောင့်တော့ဘုန်းကြီးကလည်းသွားနင်းတာဆိုတော့အပယ်သိနိုင်တယ်နော်ဒါသူတို့လာထိတာမဟုတ်ဘူးနော်သူတို့ကဖြန့်ထားတာကိုဘုန်းကြီးကသွားနင်းတာဆိုတော့ဒါအပယ်သိနိုင်တယ်အဲကြောင့်လမ်းမှာအဲ့လိုမျိုးဖြန့်ခင်းတာမလုပ်သင့်ဘူးဟိုပေါ်ဝါးပိုင်းတွေဖြန့်ခင်းတာတော့ပြဿနာမရှိဘူးခန္ဓာကိုယ်နဲ့မထိထားဘူးပေါ့ဟိုဆရာတော်တွေမြေကြီးကိုမနှင်းစေချင်လို့လေ ဟိုမြေကြီးပေါ်မှာပေါ့တို့ဘဝပိုင်းနေခင်းရတာလည်းရှိတယ်လေအဲ့ဒါတော့အဲ့လောက်ပြဿနာမရှိဘူးအဲ့တော့ခုနကသပင်ကျတော့တစ်ဆယ်ခန္ဓာကိုယ်နဲ့တစ်ဆယ်တည်းဖြစ်နေတယ်ပြင်တာယဟန်ကလည်းသွားနင်းမှာဆိုတော့ယဟန်ကသွားထိတာဖြစ်နေတယ်အဲ့ကြောင့်ယဟန်ကအဘက်တင့်ကိုတင်မှာတာကြတော့နော်ဟိုတာယာတိဖြစ်စေမတာယာဖြစ်စေအဘက်တင့်မှာသူကတာယာရင်တော့တန်ခါတိသေးတယ်မတာယာရင်ဒုက္ခဘက်တင့်မှာအဲ့တော့ဘလိုပဲပြောပြောအပြစ်ကြီးတာနဲ့ပြစ်သေးတာပဲကွာမှာနော်ဒီမျိုးသမီးဆိုရင်ကောင်းလိုက်တာငါသွားနှိမ့်လိုက်အောင်ပဲဆိုရင်တော့ဒါတန်ခါတိသေးပဲအပြစ်ကြီးသွားပြီလားနော်အဲ့တော့ ဟိုတာရဲစိတ်မပါဘူးဒကာနမတွေရှိမြောက်တော့အပြင်နေတယ်ပါဆိုရင်လည်းဒါဒုက္ခအဘက်ကတော့လုံးဝမလွတ်ဘူးပဲဘယ်လိုပဲဖြစ်ဖြစ်အဘက်ကလုံးဝမလွတ်ဘူးနော်ဟိုအဝတ်ခင်းတာနဲ့ပတ်သက်ပြီးလည်းပြောလိုက်မယ်ပေါ့ဒီမှာတော့မပါဘူးနဲ့တူပါတယ်နော်အဝတ်တွေပါလေခင်းတယ်ပေါ့နော်ရှစ်ကတောင်ကကြည့်လို့ရှိတယ်ဘောဒီမင်တာဆိုတာရှိတယ်သူတို့ကခလေးမရအောင်သူတို့သူတို့အိမ်ထောင်စုမှာခလေးမမွေးဘူးခလေးမမွေးတော့သူကခလေးလိုချင်တယ်အဲ့တော့သူ ိမ်တိန်လည်းသူစောက်တယ်အိမ်သစ်မင်္ဂလာတပွဲလုပ်မယ်ပေါ့နော်သူမြန်မာနိုင်ငံဆိုတော့ဒါအိမ်တက်နော်မင်္ဂလာပေါ့နော်အေးအဲ့တော့အိမ်သစ်တက်မယ်ဆိုတော့ဖျားမှုရှိတဲ့တန်ခါတွေကိုသူကပင့်တယ်ဆိုတော့သူ့အကြံနဲ့ဘယ်လိုကြံလဲဆိုတော့ပိတ်အဖြူသူကပိတ်အဖြူကိုသူကလှေကအစအဆုံးခင်းထားတယ်သူကအဲ့တော့အကင်ရင်ဒီပိတ်ဖြူကိုဖျားကနင်းခဲ့မယ်ဆိုရင်ငါခလေးရမယ်သူကသူ့သူ့ထားနေသူသူကလားသူကသူ့အကြံနဲ့သူအထားနဲ့သူကဖျားသည်ဒီအခင်းကိုနင်းခဲ့ရင်ငါခလေးရမယ်ဖျားသည်မနင်းတော့ငါခလေးမရဘူး ဟောသူ့အကြံနဲ့သူအန္တဖရာပင့်ပြီဖရာမှုရတန်ကအတန်းစီပြီးကြွလာတယ်အဲလေကားကြီးရောက်တော့ဖရာရှေ့မဆက်ဘူးဖရာမတ်တရက်နေရောဖရာရှေ့မသွားတော့အဲ့တော့သူကချက်တယ်မြတ်စွာဘုရားနင်းပါဖရာနင်းပါဖရာသူကကလေးရရှင်တာဟုတ်သူကအတင်းနင်းခိုင်းတာနင်းပါဖရာနင်းပါဖရာသူကကလေးရရှင်တာမြတ်စွာဘုရားလည်းမနင်းဘူးရက်နေတယ်အဲ့တော့အရှင်အာနန္ဒာကသဘောပေါက်တယ်မြတ်စွာဘုရားဒါကိုမနင်းခြင်းမူသာသဘောပေါက်တယ်အဲ့တော့မြတ်စွာဘုရားကဟိုအနန္ဒာကနေတော့ဂျားပြောပြောတာဒါကကြီးဒီပိတ်ဖြူတွေကိုဖယ်လိုက် ဘုရားမနင်းဘူးအဲ့ဒါပြန်ဖယ်ပေးရတာပေါ့နော်အဲ့ဖယ်ပေးတယ်အဲ့တော့မြတ်စွာဘုရားကဝိနည်းပညာတရားတော်တို့ပိတ်ဖြူမနင်းနဲ့ဆိုဥပဒေဝိနည်းပညာတရားရှိတယ်လူတွေအဲ့လိုပိတ်ဖြူခင်းနိုင်မနင်းကြနဲ့မဖြစ်လို့လဲဆိုဘုရားကဒါရဟန်းတော်တွေကိုကာကွယ်ပေးထားတဲ့ဥပဒေဒီဥပဒေကရဟန်းတော်တွေကိုတမင်တကာချုပ်ချယ်တာမဟုတ်ဘူးဘုရားရှင်ရဲ့ကရုဏာတော်နော်ဘုရားရှင်ရဲ့တာဝကတွေပေါ်မှာထားတဲ့စေစနာမဖြစ်လို့လဲဆိုတော့လူတွေကအကြံနဲ့လေဒါနင်းရင်ခလေးမွေးမှမနင်းရင်ခလေးမွေးဘူးဆိုတော့ ဘုရားကတော့ဒါသိတယ်လေမွေးလာမွေးလာဘုရားတော့သိတယ်အကယ်၍မြန်ကနောက်တန်ဝနောက်လက်ထက်မှာပေါ့နောက်လူတွေကအဲ့လိုလုပ်မယ်အကြံနဲ့လုပ်မယ်ဖို့နောက်ဘုန်းကြီးတွေဘာမှမသိဘူးဘုန်းကြီးပေါင်းနေနင်းမယ်နင်းပြီခလေးမမွေးရင်ဘုန်းကြီးတွေပြောခံရတော့မယ်ဒီဘုန်းကြီးတွေဘာလဲငါတို့ကဝတ်နင်းပြီခလေးလည်းမွေးပါလားဆိုပြီးတော့အပြောခံရတော့မှာဘုရားကအဲ့ဒါကိုမြင်လို့ဘုရားရှင်တော့တပည့်တွေပေါ်မှာထားတဲ့စေစနာတော့နောင်လာနောင်သားတွေရဲ့လက်ထက်မှာအပြောမခံရအောင်လို့ကာကွယ်ပေးခဲ့တဲ့ဥပဒေဒီဥပဒေကနော် ဲ့တော့နောင်နောင်သားတွေဘုန်းကြီးတွေကဒီလူတွေကကလေးမွေးရတော့ဘာမှမသိဘူးလေအဘတကိုးမရှိဘူးဆိုရင်မသိနိုင်ဘူးလေတကိုးမရှိမသိနိုင်ဘူးဘူးမသိပါမသိသွားနင်းမယ်ဟိုရှဲကနေလည်းမပေါ့ဘူးပြောရတယ်မလားသူကအချို့ပြောမယ်လေဒီကနင်းရှဲကနေပေါက်ပါစေမဟုတ်တယ်မလားအဲ့တော့မနင်းပေါက်ပါစေနဲ့ဆိုဘုန်းကြီးတွေကနင်းပလိုက်ပေါ့ပေါက်လည်းမပေါ့ဘူးဟာဘုန်းကြီးတွေငါခင်းနေနင်းတယ်ငါလည်းမပေါ့ဘူးဆိုပြီးတော့အပြစ်တင်ခံမှာပေါ့အဲ့ဒါမျိုးတွေကိုဘုရားမြင်လို့အပြောမခံရအောင်နောက်တစ်ချိန်မှာအဲ့လိုဘုန်းကြီးတွေပေါ်မှာလူတွေအပြစ်မပြောအောင်လို့ခါလည်းဘုရားပိတ်ထားတယ်လုံးဝအဖို့မနင်းနဲ့လူတွေပိတ်ဖြူခင်းနိုင်မနင်းကြနဲ့ သူတို့ပြောတာနော်အဲ့တော့ဘုရားအဲ့မှာဘုရားရှင်မနေရရှင်ရွေးချက်ကတော့အဲ့ဒီလင်မယားတို့ကခလေးရောက်ကုန်မရတာဘုရားတကယ်မရတာမရတော့မနေတာဘုရားအဲ့မှာတော့တကယ်မနေတာဘာလို့လဲဆိုတော့မသားစရာပဲဒါလဲနော်အတိတ်ဘဝမှာသူတို့နှစ်ယောက်လုံးကကျုံးနှုံးပါသူတို့ကငှက်ဥတွေကိုစားခဲ့ကြတဲ့ပြဿနာပဲလင်ကောမယားကောနှစ်ယောက်လုံးကဒီငှက်ဥတွေနေကိုစားပြီးတော့အသက်ရှင်လာခဲ့ကြတာတော်ထဲမှာဆိုတော့စားကြလည်းမရှိဘူးမရှိတော့အဲ့ဒီငှက်ဥတွေကိုသူတို့ကစားပြီးတော့အသက်ရှင်လာကြတာအဲ့သူများရဲ့ဥတွေကိုဖြည့်ဆည်းခဲ့တဲ့အာကုတ္တကံကြောင့် ဒီဘဝမှာတို့ကခလေးလုံးဝမရအောင်အဲ့လိုဖြစ်တာနော်ငှက်ဥတွေဖြည့်စီခဲ့တဲ့အကုတူပဲအဲ့ဒါကြောင့်မြတ်စွာဘုရားမနှင်းတာပါအဲ့တော့ဝိနည်းပညာတာကတော့နောက်တစ်ချိန်မှာရဟန်းတော်တွေကိုသူများတွေအပြစ်မပြောအောင်လို့တားထားတဲ့ဥပဒေပဲအဲ့တော့အဲ့ဒီမှာပြဿနာတစ်ခုတက်လာတာကမျိုးသမီးတယောက်ကသူကမင်္ဂလာရှိစေရှင်လို့လူတွေကခုနပြောတယ်လို့လေဟိုလိုမျိုးဆဲကနေပေါ့ရှင်လို့မဟုတ်ဘူးခုနလိုကိုကိုဝင်ရရှင်လို့မဟုတ်ဘူးပေါ့နော်သူရိုးသားရိုးပါပဲကုသိုလ်ရရှင်လို့ပေါ့နော် ကုသိုလ်ရခြင်းတဲ့စိတ်နဲ့သူ့အဝေလေးကိုခင်းထားတာပါဆရာတော်တန်ဃာတော်တွေမြေကြီးမထိစေခြင်းဘူးကုသိုလ်ရကိုယ်ကလည်းကုသိုလ်ရခြင်းတယ်အဲ့ဒီဆန္ဒနဲ့အဝတ်ခင်းထားတယ်အဲ့တော့ဘုန်းကြီးတွေကလောကမနေဘူးတက္ကမကြီးကချန်ပီယံနင်းပါဗျာနင်းပါဗျာလျှောက်တယ်တက္ကမကြီးကဘုန်းကြီးတွေကလောကမနေဘူးမနေဆိုမနေဘူးပဲခုနကရဟန်းတော်တွေကတွေ့လာဖခင်ကမပြောခင်တော့လုပ်မယ်ပြောပြီးဆိုလောကမလုပ်တော့တာသူကဘသူမျက်နှာမှမထောက်ဘူးနော်ဟိုအာနာပါနာလည်းမရှိဘူးနော်မအာမနာဘူးနော်ဒီနေ့ခေတ်ဆိုတော့အာနာကြီးအာနာနေမှာအာမနာကိုဘုရားကမနေဆိုမနေဘူးပဲဆိုငိုမကတော့ဘာဖြစ်နေဖြစ်နေမနေဘူးအဲ့တော့တက္ကမကြီးကပြောတာပေါ့ဟာ ။ဘုန်းကြီးနေရာလဲကငါတို့ကုသရရှင်လို့တာမနှင်းပေးဘူးကြဘူးဆိုတော့မြတ်စွာဘုရားအဲ့ဒါနဲ့ထက်ချော့ပြန်တယ်ဝင်းဒီကိုခဏတင်းတယ်နော်ခဏလုံးဝမနှင်းရတော့တင်းသွားတာဘုရားပြန်ချော့တယ်အဲ့တော့ဟိုလိုမျိုးကုသိုလ်စိတ်နဲ့ကုသိုလ်လိုချင်လို့ခင်းနိုင်တော့နှင်းပေးကြပါဆိုဘုရားပြန်ခွင့်ပြလိုက်တယ်နော်ကုသိုလ်လိုချင်တဲ့စိတ်နဲ့ခင်းနိုင်တော့နှင်းပေးပါဆိုတော့ထပ်ပြီးတော့ဥပဒေကိုပြန်ချော့ပေးလိုက်တယ်အဲ့တော့အဝတ်ခင်းတဲ့အခါမှာသူတို့ကုသိုလ်လိုချင်တဲ့စိတ်နဲ့ခင်းနိုင်တော့နှင်းကောင်းတယ်ပေါ့တိုးတော့ဒီလူတွေကဘာစိတ်နဲ့ခင်းလဲကိုမသိဘူးပြဿနာကဟုတ်ပြီနော် အဲသူတို့ကချက်မပါဘူးအရှင်မြတ်တပည့်တော်ကုသလိုခြင်းလို့ဗျာဆိုတော့ဒါနင်းဘာမှမဖြစ်အပ်တယ်အကေသူတို့ကဘာမှလည်းမချက်ထားဘူးဆိုရင်တော့မနင်းတာကောင်းတယ်ဒါဥစ္စာတော့ဒါဘူးစရာဝင်းနေတော့ဒါနော်ဒကာဓမ္မတွေဘက်ကလည်းဒါချက်ထားဖို့လိုတယ်ဆိုတာပြောချင်တာပဲဒါလည်းဒီမှာမပါဘူးနော်အဲ့ဒီဝင်းနေနော်အဲကြောင့်ပိတ်ဖြူတွေပါတယ်ပြီးပြီးတော့အိမ်ပါတယ်ဟာလေခင်းတယ်ဆရာတော်ကြောက်လို့လို့ရှိရင်လေခင်းတယ်တချို့အိမ်တွေမှာပိတ်ဖြူတွေပါတယ်ခင်းကြတာရှိတယ်အဲ့တော့ခင်းကောင်းပါတယ်တော်တော်ချက်လိုက်ပါအရှင်မြတ်တို့တပည့်တော်တို့ဘာစိတ်မှမရှိပါဘူးကုသလိုခြင်းလို့ဗျာပဲဖြောက်လိုက်ရင်နင်းလို့ရတယ်မဟုတ်ရင်ဆရာတော်နင်းမှာမဟုတ်ဘူးမနင်းဘာ သူတို့တို့မထင်နဲ့အဘာလဲငါတို့ဘာလို့မနေတာလဲထင်ကောင်းထင်မယ်ဝင်းနီးမသိတဲ့ဆံကတို့တော့နင်းကောင်းထင်မယ်လေဝင်းနီးနားလဲတဲ့ဆရာတို့နင်းမှာမဟုတ်ဘူးဒါဆိုသူတို့ကတန်တရားရှိတယ်လေဒီလူတွေကဘာစိတ်နဲ့ခင်းလာတာလဲကုသလိုခြင်းလို့လားကိုဝင်လိုခြင်းလို့လားရှယ်ကနေပေါ့ခြင်းလို့လားနော်ထီပေါ့ခြင်းလို့လားဆိုခင်းတာမသိဘူးလေနော်အဲကြောင့်ကျွန်တော်ကတန်ကြော်တွေဘက်ကကုသလိုခြင်းလို့ခင်းလာတာဆိုရင်နင်းကောင်းတယ်တခြားတခြားကိစ္စနဲ့ဆိုခင်းရင်မနင်းကောင်းဘူးဒီတော့ကျွန်တော်ဒကာနမတွေဘက်ကပိတ်အဝတ်တွေပါတွေခင်းလာလို့ရှိရင်ချောင်းအောင်မယ်ကုသလိုခြင်းလို့ခင်းလာတာပါနင်းပါဗျာပေါ့နော်ချောင်းအောင် ဲဒါလည်းဘိုးတူတာပဲဒီမှာမပေါဘူးနော်ကောင်းတယ်အဲ့ဒါမိခွန်းနဲ့မေးလိုက်တော့ထွက်လာတာတော့ဝင်နေတယ်နော်သိကြတယ်အေးကောင်းတယ်